ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တီအောင်လည်းပါဆိုတော့ကျွန်တော်တို့ England Premier League ကကျွန်တော်တို့ပွဲစဉ်ရှစ်ပြီးသွားပြီလေကျွန်တော်တို့ပွဲစဉ်ရှစ်ပြီးသွားတဲ့အချိန်မှာ Liverpool ကလုံးဝမထင်မှတ်ပေနဲ့ back to back Premier League မှာ၃ပွဲဆက်ရှုံးပြီးတော့ပြိုင်ပွဲဆုံး၄ပွဲဆက်ရှုံးသွားတယ်အာနီစလော့အတွက်တော့မေကိုထုတ်စရာတွေအများကြီးဖြစ်ခဲ့ပြီးတော့တစ်ဖက်မှာတော့ မန်ချက်စတာယူနိုက်တက်ကမြင်းပင်းအာမရွန်လက်ထက်မှာ35ပွဲတိတိဂိုက်တွဲခဲ့ပြီးပရီးမီးယားလီဂ်မှာပထမအဆုံးချိန် back to back 9ပွဲရတယ်ကျော့ဘက်ကထော်တနမ်ဟော့စပါ့ကွဲမှာ United Emery ရဲ့ Aston Villa အသင်းကနောက်ထပ်နောက်ဆုံး၄နှစ်အတွင်းမှာ၃ပွဲမြောက်၅ပွဲရရှိခဲ့ပြီးတော့ Super Sunday မှာလုံးဝမတင်မတဲ့အဝေးကွင်းက surprise package တွေဖြစ်သွားတယ်။ကျွန်တော်စနေနေ့မှာ Manchester City နိုင်နဲ့ Chelsea နိုင်နဲ့ Arsenal နိုင်နဲ့တော့အသင်းကြီးတွေအများစုမှာ လီဗာပူးတသင်းကစပြီးတော့ရလက်ဆိုးသွားတာကိုလေဆိုအာနီဆွန်နဲ့ပတ်သက်လို့ရှိရင်တော့အခုလက်ရှိမှာဘူးပြောမလဲဆိုတော်တော်လေးတော့မေးခွန်းထုတ်စရာဖြစ်ပြီအခုအာနီဆွန်နဲ့ပတ်သက်လို့သူ့အသင်းကဒီအသင်းကအဲ့လောက်တောင်မှသူဆွမ်းဆောင်ရင်ကောင်းပါမလားဆိုတဲ့အခြေအနေမျိုး တော်တော်များများရှိနေတဲ့အချိန်မှာအခုလောလောဆယ်အနေထားရလက်ရှိမှာလီဗာပူးအသင်းကတော့တော်တော်လေးမေးခွန်းထုတ်ဆရာအများကြီးပဲလီဗာပူးရဲ့ပြဿနာကဘာလဲဆိုဒီနေ့ရတဲ့ defensive အားနေအဲ့ defensive အားနေတာကိုမန်ယူနိုက်တက်ကအသုံးချတာတကယ်ဆို United နဲ့လီဗာပူးကြမှာမနစ်ကနေဒီနေ့ပြန်ကြည့်လိုက်မနစ်ကလီဗာပူးရဲ့ခံစစ်ကျစ်လစ်ပြီးတော့အရန်ကောင်းတော့ဒီနေ့ရတဲ့မှာလီဗာပူးရဲ့ခံစစ်ကတော်တော်လေးအားနေတယ်နောက်တစ်ချိန်ထဲမှာပဲ Luis Díaz ရဲ့မရှိတော့တဲ့အချိန်မှာတောင်းပန်မှာတော်တော်လေးအားနေသူ Salah ကလုံးဝအားမရအဲ့ချက်ကလည်းလီဗာပူးရုန်းကန်ရတဲ့အချက်ပဲလီဗာပူးတိုက်စစ်ကအခု ဒီအစ်စ်ခေါ်ထားတဲ့တဲက IKTK လည်းယုံခံရတယ် Foreign Verse လည်းယုံခံရတယ်နောက်နီးပြက Jeremy Flynn ပေါင်လည်းမကြိုက်ဘူးဆိုတော့သူ့မှာရွေးချယ်စရာလုံးဝမရှိဘူးဆိုတော့လူဟောင်းတွေကိုပဲတုံးတယ်ဒါပေမဲ့ Trent Alexander အလိုမရှိကြတဲ့က Salah ကလုံးဝတိုင်ပတ်သွားတယ်အဲ့မှာလီဗာပူးအတင်းကတောင်းလျှောက်ယုံခံရတယ်ခရစ်စတီယန်ပဲရစ်ဘွဲကတော့သူတို့တော်တော်ကန်ဆိုးဒါပေမဲ့ဒီနေ့ရသည်ကျွန်တော်တော်တော်များများသိထားပြီးသားလီဗာပူးဟာ every single game တိုင်းမှာနောက်ကျကိုတွေနောက်ကျကိုတွေနောက်ကျကိုတွေနဲ့သူတို့နိုင်ပွဲရတာအဲ့ဒါကသူတို့ဆိုင်းကလုံးဝမကောင်းဘူး ပိသက်တော်တော်များများလည်းသိတယ်ဒါပေမဲ့လီဗာပူးကကော့အဝေးဖြစ်နိုင်ပွဲတွေကြားမှာကိုယ်အသင်းရဲ့နာမည်ကျော်ကစားသမားတွေစိုက်ကြည့်ကြည့်တဲ့ကစားသမားတွေကဘာမှမေးဖို့ထုတ်ခံရတာမဟုတ်ပေမဲ့ အေးဒီရှုံးပွဲတွေတွေ့တဲ့ခါမှာအဲ့ရတွေကကိုရှင်ပဲဆိုအဲ့မှာအာနီဆော့အတဲဖေးမရှိဘူးမန်ယူနိုက်တက်ကဝက်ဆာနှစ်မိနစ်ပဲရှိတယ်ဘိုင်းအံပွဲမှုကိုသွင်းသွားတယ်အဲ့ကိုနဲ့ပဲသူတို့ဥဆောင်သွားတယ်နောက်လီဗာပူးကတပွဲလုံးတိုက်နေတာဒုတိယပိုင်းမှာဖလိုရင်ဗတ်စ်တို့အာကီတီကီတို့ဝင်လာတယ်ဂျယ်မီဖရင်ပေါင်ကလည်းနောက်ပိုင်းဝင်လာတာပေါ့လေအဲ့ချိန်ထိကိုခိုဒီကပူတို့အီဆက်တို့အပိုင်ရတဲ့အလုံးတွေကိုမရတဲ့အချိန်မှာကပူကပဲခီးစားပေါ့လေဆပ်ဗီချူတဲမှာစူပါဆက်အမြင်နဲ့အောက်ကရတဲ့ခီးစားကြောင့်ကပူတွင်းခဲ့ပေမဲ့ကပူကိုယ်တိုင်ကိုဂိုးဒန်ချက်စ်တွေကိုဖြုံးခဲ့တယ်ဒါပေမဲ့ ဲ့ Man United ရဲ့တကယ် quality cross ကို Bruno Fernandes ပေးတဲ့အလုံးကနေ80ကျော်မှာခေါင်းတိုက်ပြီးတော့ Harry Maguire ကင်းတော့အဲ့ Harry Maguire ကိုကျွန်တော်ကြည့်ပြီးကျနေတာသူအနိုင်ကိုပြင်းနိုင်တဲ့အခြေအနေမျိုးရှိတာတိုက်တော့တူတူတေးချပြီးတော့နောက်ကျကိုအပေါ်ထောင်သွားတာ Manchester United ကဒီနေ့ Ruben Amorim က35ပွဲရှိတယ်ပျောက်ဆိုတော့သူတို့အိုက်ပွဲနိုင်သွားတဲ့ MV မှာ10နှစ်ရှိပြီမနိုင်ဘူးလီဗာပူးကတော့အခု Brandon Rodgers နောက်ပိုက်တာပထမအဆုံးချေ၄ပွဲဆက်တိုက်ရှုံးပြီးတော့သူတို့အသင်းကအခုလောလောဆယ်မှာတော့ under pressure ဖြစ်နေတယ်အခု anisro ကိုတိုင်းဒါပေးသက်တော်တော်များလဲစပြီးတော့မေးခွန်းထုတ်တာပေါ့လေဒါအခု gap ပို့ဆိုရင်ဒီနေ့သူတိုင်းနေထိတာလဲပါတာပေါ့လေ2014ခုနှစ်ဒါနောက်ပိုင်းပါပေါ့လေ liverpool က brandon roger လက်ထက်နောက်ပိုင်းမှာပထမဆုံးချိန်၄ပွဲစတိုက်ရှုံးနေခဲ့တာဖြစ်ပြီးတော့ harry maguire က10နှစ်ကြာပွဲကိုအဆုံးတတ်လိုက်တယ်ဆိုအဲ့နေရာမှာချက်ပါကလည်းအင်ကွင်းမှာထတ်ရှုံးတယ်ကျွန်တော်အမြဲပြောသူစပါအချိန်မမှန်ဘူးဘုံပေါက်ကိုရှုံးတယ်မက်ဆီကိုထားနိုင်ပြီးတော့ဘုံပေါက်ကိုရှုံးရှုံးတာ စပါချေနေနဲ့ကြတာကြာတယ်။ဘာလို့ဆိုတော့ roof ကိုသူတို့တည်ကြတယ်။ Champions League မှာထပ်ပြီးတည်ကြတယ်။အဲ့ဒါကိုမှအခုထပ်ပြီးတော့အင်္ဂလန်မှာ Villa ကိုရှုံးပြီးတော့ Villa ကအခု back to back နိုင်ပွဲကျွန်တော်စနေနေ့တုန်းကဆိုရင် Erling Haaland ရဲ့ twin goal တွေနဲ့ Man City Man City ရဲ့အဲ့ဒီကဂိုးပြတ်တင်တာဟာနဲ့ drive နိုင်ရတာနော်။ ဟာလန်ဂိုးသွင်းမသေးကြလို့ဟာလန်အိုက်ပွဲမှာကျွန်တော်၅ခု၆ခုတော့ရတဲ့တယ်လို့သူပြောခဲ့တယ်ဂိုးမရခဲ့ဘူးဒါပေမဲ့ဟာလန်ကဒုတိယပိုင်းမှာ Everton ဘက်ကိုတကယ် quality တွင်းကိုနှစ်ခုတွင်းပြီးတော့ Man City နိုင်ပွဲဆက်တယ် Guardiola အသင်ကကြောက်ရတယ်နော်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဂျုံချင်းမှုရလာပြီးသူတို့နိုင်ပွဲဆက်လာတဲ့အချိန်မှာ Chelsea ကအစောပိုင်းပွဲမှာ Forest ကို၃ဂိုးပြတ်နေနိုင်တယ် အန်ချ်ပိုဆိုကိုကူရဲ့လီးပြရာတို့အဆုံးသတ်သွားတဲ့ပွဲပေါ့လေပထမပိုင်းမှာရတဲ့ Golden Chelsea ကိုတောင်းလျှောက်ဖြိုးရင်ဖြိုးရင်ဖြိုးရင်နဲ့အဲ့တောင်းဆုံးမှာ Chelsea ကဒုတိယပိုင်းနဲ့ကြာရော Chelsea ကပထမပိုင်းနဲ့က Sloppy play ကစားနေတယ် Sloppy play ကစားနေနေမှာဒုတိယပိုင်းမှာ Golden Chelsea ကိုဖြုံးနေနေမှာဒုတိယပိုင်းမှာ Chelsea က Forest ရဲ့ Chelsea ကိုဖြုံးတိမှုကိုသူတို့အဆုံးသတ်ပြီးတော့သူတို့က clinical ဖြစ်တယ်ငတ်တူချေဆွမ်းပြတဲ့တကူးတွင်းတကူးဖန်တီးတယ် နောက်လူငယ်ကမှအချက်ပွန်တစ်ခေါင်းတိုက်သွင်းပြီးတော့မှ James ကနောက်တစ်ခုထပ်သွင်းတယ်။အဲ့မှာ Chelsea ကထုံးတဲ့အတိုင်း Maluku ဆိုထုတ်ခံရပြီးတော့နှစ်ဝါတင်းနဲ့ထုတ်လို့ဒါဇက်တိုက်ထုတ်ခံရတဲ့စင်ကမှတ်တမ်းပဲ။ Arsenal ကတော့ဆက်ပြီးအကန်းပေါ်လေတကယ်ကိုစွာခက်ဖြစ်တဲ့ Lublo Midfield ကလားတဲ့ Fuan ကိုအကျိတ်နဲ့ကစားရတယ်။ဒီဘွဲကကျွန်တော်ထင်တာတည်ရီကိုဥတည်နေ Arsenal ကဟုတ်တယ် Ricardo Calafiori တို့တကူသွင်းတယ်ဒီကပိုင်းမှာ Lucas အပိုင်နှလုံးရေထောင်ကန်ဝတ်နှလုံးရေသုံးလုံးရေ Saka တလုံးရတယ် Martinelli တလုံးရတယ်ဒါပေမဲ့ ဖူဝန်ကတော့အာဆင်ကိုရှုံတာကတော့မရှိတာမှန်ပေမဲ့အာဆင်ကစားပုံကဖောက်ပူခတ်ဖူဝန်ကစားတယ်မာကျောပြီးတော့သူတို့လုံးဝပရက်ရှာမပေးနိုင်ဘူးဒါပေမဲ့လည်းဆက်ပီးစ်ကပါအာဆင်ကိုကယ်တင်သွားတယ်ကခါယူဆာကာရဲ့ဆက်ပီးစ်ကိုဂါဘရီယယ်ကောင်းတိုက်ချတာကလည်းထရော့ဆော့တွင်းသွားတယ်ဒါအာဆင်ရဲ့ခံစီကအခု2004နောက်ပိုင်းမှာ back to back short target မပေးရတဲ့အမှတ်တမ်းဝင်လာတာပေါ့လေအဲတော့2003 2004မှာသူတို့ champion ဖြစ်တဲ့နှစ်က back to back short target တောင်ပြိုင်ဘက်ကိုမပေးရဘူးဆိုတော့ west ham နဲ့ပွဲလဲဒီတိုင်းဒီပွဲလဲဒီတိုင်းပဲဆိုတော့အခု premier league ကျွန်တော်တို့ဘူးလောလောဆယ်အနေထားပေါ့လေကစားပြီးသွားတဲ့၈ပွဲအပြီးမှာ arsenal က16မှတ်ရထားတယ် manchester city က16မှတ်နဲ့ဒုတိယကိုတက်ထားပြီးတော့ဘုံဘောက်က15မှတ် liverpool က15မှတ် ်ချက်စီကဆလီမတ်ပြီးတော့မှထော်တန်ကဆလီဆန်ဒလန်ဆလီခရစ်စပလီဆတုမန်ချက်စတာယူနိုက်တက်က73မှာရပြီးတော့ဖရိုက်တန်ကဆန်နမတ်ဗီလာဆန်နမတ်အေဗာဒန်ဆတမရတဲ့ညူကာဆယ်ကိုမတ်ညူကာဆယ်တိုက်စစ်မှုနစ်ဝါတာမော်ဒယ်လဲဆက်တိုက်ကိုသွင်းတော့သူလဲကလပ်နဲ့လွေးစင်တော့6ကိုညူကာဆယ်ပဲ5ကိုသွင်းထားပြီးတော့ဇယားအောက်ဆုံးမှာတော့ဝူကာ9ပွဲပျောက်ပြီးတော့နမတ်ပဲရထားတယ်အခု အယ်လင်ဟာလန်ကဂိုးအများဆုံး17ဂိုးသွင်းထားပြီးတော့ကူဒူစ်နဲ့ဂရီလစ်ကလေးဂိုးစီဖန်ထားတယ်ဆိုတော့အခုလောလောဆယ်မှာကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ပရီးမီးယားလီးရဲ့ဘိုးဆွဲဖို့ရေပန်းအစားဆုံးပေါ့လေဒါပရီးမီးယားလီးကအခုပွဲစဉ်ရှစ်အပြီးဘိုးဆွဲဖို့ရေပန်းအစားဆုံးမှာတော့အာဆန်ကအခုလောလောဆယ်မှာတော်တော်ကြီးကိုဖေးဖေးဖြစ်သွားတယ်ဒီပွဲနိုင်လိုက်တဲ့မန်ချက်စတာယူနိုက်တက်ကြောင့် အာဆင်ကလေးလေးငားလေးနဲ့ထိတ်ဆုံးမှဥဆောင်ပြီးတော့ရေပန်းစားပြီးတော့ချန်ပီယံအကြိမ်ကြိမ်ရနေတဲ့ဖက်ကွာဒီယိုလဲမန်ချက်စတာစီးတီးက၁၄၃လေးနဲ့ဒုတိယနေကိုတက်လာပြီးတော့လီဗာပူးကလေးလေးတလေးနဲ့တတိယနေကိုထက်ကျသွားတယ်။အဲ့အောက်မှာတော့ချယ်ဆီက၂၀လေးတလေးမန်ချက်စတာယူနိုက်တက်ကဒီနိုင်ပွဲကြောင့်၅၀လေးတလေးနဲ့ အဆင့်5အထိတက်လာခဲ့ပြီးစပါက66နူကာဆယ်က150နောက် top 4ဝင်တဲ့ထဲမှာဆိုရင်ကုလလော့ဆယ်ပေါ်လေ top 4ဝင်တဲ့ထဲမှာအာဆယ်ရဲ့လီဗာပူးရဲ့မန်စီးတီးရဲ့ကအတိအက main ဖြစ်ပြီးတော့ကျန်တဲ့တနေရာအတွက်ချယ်ဆီကလီလီငါလေးနဲ့ favorite စပါး၄လေးတလေးနဲ့ဒုတိယပြီးတော့မန်ယူနိုက်တက်က၅လေးတလေးယူကာဆယ်၁၄လေးတလေးနဲ့ဘရိုက်တန်က၇လေးတလေးဆိုတော့အခုလောလောဆယ်မှာအာနီဆော့နဲ့လီဗာပူးကတော့၄ပွဲဆက်ပြိုင်ပွဲမှာရှုံးတယ်ရူဘင်အမ်မွန်က35ပွဲပြင်းရလီမှာပထမဆုံးကြီးဘက်ဒူပဲ၂ပွဲနိုင်တယ်စပါးကလည်းနောက်ထပ်အင်ကွင်းထပ်ပြီးရှုံးပြီးတော့ဦးနိုင်က9ပွဲဆက်တဲ့အချိန်မှာချဲစီကလည်းတကယ့်ကိုခြေစွမ်းပြလို့အန်ချာထုတ်ခံရတယ်ဟာလန်ကတော့7တိုက်7ပွဲဆက်တိုက်နိုင်ငံနဲ့ကလပ်မှာကိုးတွင်းခဲ့ပြီးတော့ အာဆယ်ကနောက်ထပ်ဆက်ပြီးစတာဒီရတီမှာခုနှစ်လုံးမြောက်ဆက်ပြီးတွင်းထားတယ်ဆိုတော့အခုလောလောဆယ်နေထားရတော့ကျွန်တော်ထင်တော့ခန်းစစ်ကြည့်လိုက်ပြီးတော့ပထမကောင်းပြီးတည်ငြိမ်နေတဲ့အာဆယ်ကယုံကြည်မှုအပြည့်ရှိတာပေါ့လေဒါသူတို့ကလာမယ့်တစ်ပတ်မှာခရစ်စတီးယန်ပီလစ်နဲ့အာဆယ်ကခံရမယ်ဆိုတော့ဒါကအာဆယ်အတွက် တော်တော်လေးတော့ခြေနဲ့ဆရာအခြေအနေမျိုးဖြစ်တယ်။အခုလောလောဆယ်အာဆင်ကလာမယ့်တစ်ပတ်မှာဆိုရင်ကျွန်တော်တို့ချက်စီကဆန်ဒလန်နဲ့ကံရမယ့်အချိန်မှာမန်ချက်စတာယူနိုက်တက်ကဘရိုက်တန်နဲ့ကံမယ်။ဒီပါမှုကတော့ဘရန်ဖို့ကိုဝေးကွင်းထပ်ပြီးတော့ပွဲချက်ကံရဖို့ရှိပြီးတော့အာဆင်ကပယ်လစ်ကိုအိမ်ကွင်းမန်စီးတီးကဗီလာနဲ့အဝေးကွင်းဗီလာကောင်းနေပြအခုလောလောဆယ်မှာစပါးကအေဗာတန်အဝေးကွင်းတွားကံရတယ်။ဒါကအခုလောလောဆယ်ပေါ့လေ။အခုလက်ရှိ favorite နဲ့ပရီးမီယာလိဖွဲ့စဉ်ရှိပြီးပါအလုပ်ချင်းကြပါလေ။